အားလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါဒီတစ်ပတ်ကျွန်တော်ရဲ့တပတ်စာပေတင်ကတော့တနင်္ဂနွေသားမီဒီယာနဲ့စတင်ပြီးတော့ပေါ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်6ရက်နေ့ကနေပြီးတော့6 6ရက်3လ2025နေပြီးတော့12ရက်3လ2025ဒီပဲဖြစ်ပါတယ်ဒီချိန်မှာတနင်္ဂနွေသားမီဒီယာရဲ့ရင်ထဲမှာ ဆုံးဖြတ်ချက်တွေမှားခဲ့တဲ့ကိစ္စတွေကိုဒီချိန်ရနဲ့စတင်ပြီးအမှားယွင်းကင်းတဲ့သမားကင်းအောင်အကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့အကြောင်းလေးကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။နောက်တစ်ခုကယောက်ျားနောက်ဆက်မိန်းမနောက်ဆက်စသည့်အပြင်စာရွက်စာတမ်းစာချုပ်စာတမ်းနဲ့ပိတ်ပတ်သက်တဲ့ကိစ္စတွေကိုလည်းအကောင်းဆုံးဖန်တီးဖို့ကိုဒါကိုရရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကတော့အလုတ်ကောင်းကောင်းလေးတစ်ခုကိုကြာကြာနာနာ ရေရေအတွက်ရည်တည်နိုင်ဖို့ကြတ္တနာနာအာတုံကွန်ဆိုင်အဲ့ဒီအလုပ်ကိုလူရောစိတ်ရောငွေအရင်ပြီးရောအချိန်ရောအကုန်လုံးစုပုံအောင်ပြီးအောင်မြင်အောင်လုပ်ဖို့ကိုဒါကိုရရင်ထဲမှာမျှော်လင့်တောင်းတရည်ရွယ်နေပါတယ်မမျှော်လင့်မဲနဲ့ဘလို့ဟာမိုးချုပ်မလဲဆိုလို့ရှင်တော့အဝေးတစ်နေရာကိုအကြောင်းပြုပြီးတော့မမိတ်နိုင်တဲ့ရင်ခုန်စရာတွေကိုယခုချိန်ထိတန်းတာနေသေးတော့မယ်ဆိုတော့အဖြစ်မျိုးတွေနဲ့ ဒါကိုယ့်ရဲ့ယင်းထဲမှာ ဖြစ်ပေါ်နေရတတ်ပါလေဒီချိန်မှာမမျော်လင့်မဲဘယ်လိုဟာမျိုးကြုံမလဲဆိုလို့ရှင်တော့ပထမဦးဆုံးကိုစပြီးတော့စဉ်းစားနေတဲ့အတွေးခေါ်တွေကြောင့်ပဲကိုမှာစိတ်ညစ်စရာတွေဖြစ်နေရတတ်တယ်အကောင်းဆုံးတွေဘလောက်ပဲကြုံကြုံကိုမှာစိတ်ညစ်စရာလေးတွေခြံနေတယ်ဆိုတဲ့ဟာမျိုးတွေဖြစ်နေရတတ်ပါလေအဲ့တော့ငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးတို့ရဲ့ကန်ဆာတာမှာ စိတ်ဒိုစရာတွေကြုံမယ်ဒေါသထွက်စရာတွေကြုံမယ်အဲ့တော့ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေပြက်ပြားရတဲ့အတွက်ကြောင့်လေကိုယ်မှာဝမ်းနဲ့ပလက်ဖြစ်ရတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့နောက်တစ်ခုကအဲ့ငယ်ရွယ်တဲ့သူတွေပုံမှာချစ်ချင်းမြတ်တာမှလည်းကန့်ဆိုးတာတွေလာတတ်တယ်ဗျအဲ့တော့နောက်တစ်ခုကဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒေါသထွက်စရာတွေကြုံတွေ့ရတတ်တယ်လက်မတင်လေးနဲ့ကိုယ့်ရဲ့ဘဝမှာ ကိုယ့်ရဲ့အောင်မြင်မှုနဲ့လွဲကျော်နေတာမျိုးတွေဖြစ်တတ်ပါတယ်ကြုံတတ်ပါတယ်ဗျာဒိန်အောင်ရှင်မိတ်ဆွေများဖို့ကတော့သာသမီအတွက်အောက်လက်ငယ်သားအတွက်အဲလိုဟာမျိုးတွေရဲ့သူတို့ရဲ့ဝါသနာတွေကိုသူတို့ဖြစ်ချင်သောဆန္ဒတွေကိုကိုယ်မှဖြည့်ဆည်းပေးရတဲ့အတွက်ကြောင့်ကိုယ့်အတွက်မစင်စားဘဲနဲ့အဲ့တော့ငယ်ရတဲ့သူတွေအတွက်ကိုပဲဒါအောက်လက်ငယ်သားအတွက်ကိုပဲ ကိုယ့်ရဲ့ရင်ထဲမှာအမြဲတမ်းအချိန်ပြည့်ရှိနေတတ်ပါတယ်။ကိုယ့်ကိုယ်ကိုတော့ချစ်ဖို့မေ့ပြီးတော့သူတို့အတွက်ตายရဖို့ကိုပဲဒါဖြစ်ပေါ်နေရတတ်ပါတယ်။အဲ့တော့ထွက်ငွေနဲ့ပတ်သက်လို့ကလည်းအဲငွေရတဲ့သူတွေကြောင့်ကိုမငွေကုန်ကြီးကြများတာအထွက်များတာသူတို့ရဲ့ပညာရေးသူတို့ရဲ့ဝါသနာသူတို့ရဲ့ပျော်ရွှင်မှုအတွက်ကိုမလူရောငွေရောအချိန်ရောအကုန်လုံးပုံဩပြီးတော့ကိုဘက်က 过年啦，拜年啦，又继续个啦，努力，终归也得的。伢讲银行是没说伢好，哎哟，一行伊嘛加入钱嘞，奥侬个打仗花子咪交，都银行伊大家目前存巴里面，四千多是也是存巴里面。提完子那八路，提多钱嘞？这人类咋都咪理解咯？ အဝေးဆုံးတနေရာကိုဘသူမှအတိမပေးပဲထွက်သွားတဲ့သူတူတယောက်ပဲအမီနာမသည်ကို့အတွက်အကျိုးပေးသောကဏ္ဍအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။ကဲညံလာတဲ့ပြည်တော်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ညင်းသူသူဖြစ်နေသောလန်းလန်းဆန်းဆန်းမရှိသောကလေးတငယ်ကလေးတငယ်လေးများကိုလက်ဆောင်တစ်ခုခု ပေးခြင်းအားဖြင့်ကိုယ့်အတွက်အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်ဗျာအဲ့တော့လက်လာပါရွှင်ဖို့အတွက်ကတော့ဘယ်လိုဟာမျိုးလုပ်ရမလဲဆိုလို့ရှင်တော့မိမိထိုင်နေထိုင်ကြထိုင်နေထိုင်စရှိသောနေရာများကိုတန်ရှင်းလုပ်ခြင်းအားဖြင့်လက်ပွင့်သွားပါလိမ့်မယ်လို့ပြောရင်တနင်္ဂနွေသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီတနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတွေရဲ့ယင်ထဲမှာတစ်ဖက်ကအဆိုးတစ်ဖက်ကအကောင်း ဲ့အဆိုးနဲ့အကောင်းကြားမှာကိုကိုရဲ့ဘဝကြီးအကောင်းဘက်ကိုဥတည်သွားဖို့ပဲအခုရင်းနှီးမှာစဉ်းစားတွေးတော်နေပါတယ်အထီးကျန်မှုကိစ္စအကြောင်းတွေကိုလည်းမတွေးတင်ပဲတွေးတာမတွေးခြင်းပဲတွေးရတာမမေ့နိုင်တော့အောင်ပဲကိုရဲ့ဘဝမှာဖြစ်ရတဲ့အကြောင်းတွေကိုအခုရင်းနှီးမှာစဉ်းစားတွေးတော်နေပါတယ်မျောလင့်တောင်းတရည်ရွယ်ချက်ကတော့မိမိရဲ့ဘဝကံကြမ္မာတပြင်းပြင်းနဲ့ကောင်းသောပြောင်းလဲခြင်းတိုးတက်ခြင်းဖြစ်အောင် စူးစားမဲ့ဟဲ့ဆိုတဲ့ရည်ရွယ်ချက်တွေတကူရဲ့ရင်ထဲမှာရှိနေပါတယ်အဲ့ဒီအတိုင်းလဲချိန်တွေကိုကုရဲ့ဘဝပြောင်းတော့တိုးတက်ခြင်းတွေကြုံပါလိမ့်မယ်ဒီချိန်မှာမမျောလည်းမဲဘယ်လိုဟာမို့ကြုံမလဲဆိုလို့ရှိရင်ဘေးကျန်တဲ့ချက်အချက်သေးတွေနဲ့ကြုံတွေ့ရတတ်တယ်သူများတွေပြောနေချိန်မှာကို့မှာမပြောနိုင်ဘူးသူများတွေအိတ်နေတဲ့ချိန်မှာကို့မှာမအိတ်နိုင်လောက်ဒီအထိအတွေးများနဲ့ရောင်ချာချာဖြစ်နေတတ်ပါတယ်ဗျာ စိရင်စရာအနေနဲ့ကတော့အဝေးတနေရာကိုအကြောင်းပြုပြီးတင်းကောင်းဆက်ွယ်ကောင်းတွေလိုချင်တဲ့ဝမ်းသာစရာတွေကြားချင်တဲ့အဲ့ဒီအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်နေရတတ်တယ်လက်ရှိကိုဖြတ်တန်းနေရတော့ဘဝသည်ကိုကိုကိုအားမလို့အားမရဖြစ်ပြီးတော့စိတ်ဓာတ်ကျလာတယ်ကြုံတွေ့နေရတတ်ပါတယ်စိတ်ဓာတ်မကျပါနဲ့အကောင်းတွေများများလာပြီးအဆိုးလာမယ်အဆိုးတွေများများလာပြီးအကောင်းလာတတ်ပါတယ်အဲ့ဒါလေးကိုတော့တင်းနာသားသမီးတို့အနေနဲ့ မမေ့သင့်ပါဘူးတယ်ဗျာကဲငယ်ရွယ်တဲ့တင်းလာသားသမီးတွေကန်စာတာမှာအချစ်စစ်ချစ်မှန်မေတ္တာစစ်မေတ္တာမှန်နေကြုံမယ်ကို့ဘောအစာပေါင်းမြောင်များစွာမေတ္တာကိဉ္နာကြီးမားတဲ့သူတွေနဲ့ကြုံတွေ့ရတတ်တယ်ကို့ဘက်ကလည်းသူတို့အပေါ်ကိုစားတဲ့တဘူတိုးပြီးတော့တန်ရောစင်တွေ့ရတာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်ဒါကငယ်ရွယ်တဲ့မိတ်ဆွေများတွေအိုက်တိုင်းကြုံမယ်ဝင်ဝင်နဲ့ပတ်သက်လို့ကလည်းကိုယ့်ရဲ့ဘဝမှာ ပိုလူကကူညီလိုက်ဒီလူကကူညီလိုက်နဲ့အဲ့တော့ဝင်ငွေပေါင်းမြောင်များစွာဒီချိန်မှာတိုးဝလာပါလိမ့်မယ်တဲ့ဗျာအိမ်လောင်ရှင်မိတ်ဆွေများဖို့ကတော့ဘာသာရေးကဲ့သို့မျိုးလေးစားအကြရာတော့ဆရာသမားတွေရဲ့ကူညီပံ့ပိုးမှုကြောင့်အိမ်လောင်ရေးလည်းတာယာမယ်အဆင်ပြေမှုတွေလည်းများစွာတိုးဝလာပါလိမ့်မယ်အဲ့တော့ဒီကာလအတွင်းမှာအရင်လုံးကအခဲမကြေတာတွေနောက်ကျောင်းပြန်ပြီးတော့မလှည့်သေးပါဗျာ အဲ့တော့အဲ့လိုဟာမျိုးစဉ်းစားလိုက်ရင်တော့အကောင်းဆုံးပဲเนาะနိုင်ငံရေးတွေပါလာတော့ကဲအဲ့တော့အဲ့ဒါတွေလည်းမပေါအောင်လွတ်အောင်ဟောရမှာပေါ့အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့ဒီကာလအတွင်းမှာပူကောင်းတဲ့ကောင်းလာတွေကောင်းလာတွေနဲ့ရှင်တွေ့ရပါလိမ့်မယ်။နောက်ဝင်ဝင်နဲ့ပတ်သက်တဲ့အထွက်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာဟိုဟာလဲ လုံရင်ကောင်းမလားဒီရလုံဒီရလည်းလုံရင်ကောင်းမလားဝယ်ရင်ကောင်းမလားသုံးရင်ကောင်းမလားအဲ့ဒါလိုခြေတုံချတုံနေတဲ့အချိန်ကုန်ရတတ်တယ်ဗျဓိဝသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေတွေကတော့တောက်ရီခွက်တွေစသည်အားဖြင့်အဲ့ဒါလိုခွက်တွေထားတဲ့နာမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်ညနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရာအနေနဲ့ကတော့ခရီးသွားမဲ့သူကိုခရီးစေးရိတ် လမ်းစရိတ်စားစရိတ်စသည်အပြင်အဲ့ဒလူဟာမို့လူတန်းချင်းအပြင်အညံ့နေအလုံးပြေပြောက်ပြီးတိတိတသာလက်လာပါရွှင်လန်းကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်တင်းနှလာသားမီးများတို့ဒီမှာပဲညီကုန်းချုပ်ပြရစီသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါအင်္ဂါသားသမီးများတို့6ရက်3လ2025မှာ7ရက်3လ2025ဒီပဲဖြစ်ပါတယ်အင်္ဂါသားသမီးတွေရဲ့ယဉ်ထဲမှာဘေးကျန်တဲ့အချက်အချက်တွေကြုံတဲ့ကိစ္စမပြေလည်မှုတွေစိတ်ညစ်စရာတွေများစွာ ပေါ်နေတဲ့ကိစ္စတွေကိုငါဘလို့ဖြတ်တန်းရင် ကောင်းမလဲဘလို့အဆင်ပြေအောင်လုပ်ရင်ကောင်းမလဲဆိုပြီးတော့အဲ့ဒီအတွေ့တွေရင်ထဲမှာစဉ်းစားတွေးတောနေပါလေမျောလင့်တောင်းတရည်ရွယ်ချက်ကတော့တလောကလုံးအံ့ဩသွားလောက်အောင်ကြိုးစားပြပြင်တဲ့ဝိဇ္ဇာတွေသူတော်စင်တွေကုညီမဆလိုက်တလို့မျိုးကုဘဝတစ်ခုလုံးကောင်းသောပြောင်းလဲတိုးတက်ခြင်းတွေကြုံကျင်နေဆိုတဲ့ရည်ရွယ်ချက်ကတော့ရည်မှန်းချက်ကတော့တပြားသားမှမလျှော့ဘူးဆိုတဲ့ဇွဲလုံးလာဝရိယနဲ့အပြည့်ရှိနေပါတယ်ဗျာ မမျောလင်ပဲအင်္ဂါသားမင်းများဘလို့မျိုးကြုံမလဲဆိုလို့ရှိရင်မိษွေအပေါင်းအသင်းကြားမှာနာမည်ကုန်သတင်းတွေနဲ့တိုးတက်ပြောင်းလဲမှုတွေကြုံမယ်အဲ့တော့မိษွေအပေါင်းအသင်းတွေနဲ့အရင်ထက်ပိုပြီးတော့တိုက်တိုက်ဝန်းဝန်းချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နဲ့ရှေ့ဆက်အလုံးလုံးနိုင်ခွင့်အနေကြုံပါလိမ့်မယ်တဲ့ဗျာ စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ပတ်စံများများလိုချင်တယ်အောင်မြင်မှုကြီးကြီးမားမားလိုချင်တယ်အဲ့ဒီအတွက်ကြောင့်စိတ်ညစ်နေရတတ်ပါတယ်ရလက်ရှိရသမျှဝင်ဝင်နဲ့မယောင်ရင်မတိတ်တိတ်နိုင်တဲ့အတွက်ကြောင့်ကိုယ်မှာစိတ်ညစ်မှုတွေကြုံတွေ့ဖြစ်ပေါ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့အင်္ဂါသားသမီးတွေရဲ့ကန်စာတာမှာကိုကိုကိုကြကြနာလာစမတ်ကြကြနေထိုင်နိုင်ဖို့ကိုပဲဒါစဉ်းစားနေတယ်ပတ်စံနေစုမယ်အသိဉာဏ်တွေ တိုးပွားအောင်ကြီးမားအောင်လုပ်မယ်ဆိုတဲ့အတွေးတွေအပြည့်ဖြစ်နေတယ်ချက်ချင်းပြတာနဲ့ပတ်သက်လို့ကတော့ဒီချိန်မှာနည်းနည်းလေးကကြီးကကြောင်စံနေတတ်ပါတယ်ဗျဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းဒီကာလအတွင်းမှာအဲ့တော့ပုံမှန်ဝင်နေတာပဲမကျင်တတ်နိုင်ဘူးအဲ့တော့ကို့မှာဒီတဲ့ပို့ရအောင်ပဲလှုပ်ရှင်တဲ့စိတ်ဆန္ဒတွေကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရတတ်ပါတယ် ဒိန်အောင်ရှင်မိတ်ဆွေများဖို့ကတော့တဦးနဲ့တဦးအဆင်မပြေဘူးဘလို့အဆင်မပြေတာလဲဆိုလို့ရှိရင်ကလစားချေကျင်တယ်မကျင်တတ်ဘူးဘယ်ချိန်တော့ငါ့ဘောဘလို့မကောင်းဘူးအခုလဲငါ့ဘောဘလို့မကောင်းဘူးနောင်လဲငါ့ဘောဘလို့မကောင်းမှာဆိုတဲ့ဟာမျိုးတွေနဲ့တန်တရားစိတ်တွေနဲ့ဒေါသအချောင်းချောင်းထွက်နေရတတ်တယ်အဲ့တော့ဒေါသထွက်တယ်ဆိုတာတော့မှပဲယူယူဒေါသမဟုတ်ဘူးသူကဥလိုက်သေးလိုက်ထွက်တဲ့ဒေါသမျိုးလို့သူကပြထားပါတယ်အဲ့ဒီအတွက်ကြောင့် အစဉ်ပြေမဲ့စကလုံးတွေပဲရွေးချယ်ပါရန်ပွားမဲ့စကလုံးတွေကိုတက်နိုင်သမျှရှောင်ရှားပါလို့အကြံပေးကြပါတယ်ဖွဲ့ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းလူလိန်လူကောက်တွေအကြောင်းငွေကုန်ကြေးကျများပါလိမ့်မယ်တဲ့ဗျာဒီဝသနာပါတို့ထီထိုးခြင်းနဲ့အင်္ဂါသာသမီများအဖို့ကတော့ကိုင်းနေသောကျိုးနေသောလှဲထားသောတစ်ပင်များစသည်အပြင်အပင်ငယ်လေးများ အကြီးရရတယ်ငယ်ရရတယ်အဲ့ဒါလို့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရရာအနေနဲ့ကတော့၅ခုနှစ်ကောင်လွတ်ပေးခြင်းအားဖြင့်အညံ့နေအလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်တဲ့ဗျာသို့မဟုတ်အယောင်ကြောင်ကြောင်ကြားကြားရှိသော ခွေးများကိုအစာအာဟာရကျွေးမွေးလိုက်ရင်လည်းအညံ့နေအလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်ကဲအင်္ဂါသားမီးများတို့ကတော့ဒီလောက်ပါပဲ ဗုဒ္ဓဘုရားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသမီးများအတွက်6ရက်3လ2025မှာ12ရက်3လ2025ဒီပဲဖြစ်ပါတယ်ဒီချိန်မှာဗုဒ္ဓဘုရားသမီးတွေရဲ့ယဉ်ထဲမှာအချစ်စိတ်ချမ်းမြေတ္တာစီမြေတ္တာမှန်တွေကြုံကျင်တဲ့ပြဿနာအခက်အခဲတွေနဲ့ပတ်သက်ပြီးပြည့်ပြည့်လဲလဲကောင်းကောင်းမွန်မွန်ဖြစ်ခြင်းလေအဲ့တော့ရည်ရှိအတွက်ဒီလိုပဲစိတ်ညစ်စရာတွေထပ်ပြီးမကြုံကျင်ဘူးမတွေ့ကျင်ဘူးဆိုတဲ့အကြောင်းအရာတွေကိုအခုယဉ်ထဲမှာစဉ်းစားတွေးတော်နေပါတယ် မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ပူပင်သောကဟုသမျှဒီဘဝဒီမြနဲ့ပဲငြိမ်းအေးပါစေတော့နောက်နောင်လဲမတိုးပွားပါစေနဲ့မလာပါစေနဲ့မဖြစ်ပေါ်ပါစေနဲ့ဆိုတဲ့အတွေးတွေဒါကိုရရင်ထဲမှာမျောလင်းတောင်းတနေပါလေအားလုံးကိုငြိမ်းချမ်းစေခြင်းနဲ့အေးချမ်းစေခြင်းနဲ့စိတ်ကောင်းနှလုံးကောင်းနဲ့ရှေ့ဆက်ခြင်းနဲ့ဆိုတဲ့ဘုရားဘူသားသမီးတွေမှာရင်ွယ်ပိုက်ပြီးတော့ရှေ့ဆက်ဖို့ကိုဒါမျောလင်းတောင်းတနေပါတယ် မမျော်လင့်မဲ့ဘလို့ဟာမို့ကြုံမလဲအကြောင်းအမျိုးမျိုးကြောင့်ကွဲကွာခဲ့တဲ့သူတွေနဲ့ပြန်လဲဆုံတွေ့တာဆုံးလို့ဖြစ်နေတာ၄ပြန်ရတာအဲ့တော့အကောင်းဆုံးနေပြန်ပြီးတော့ဖန်တီးဝင်နေဆုံတွေ့ဝင်နေရရှိပါလိမ့်မယ်တဲ့ဗျာစိတ်ညစ်စရာအနေနဲ့ကတော့ဒေါသအရန်ထွက်တယ်ဆိုတဲ့အတွက်ကြောင့်ကိုကိုကိုအလိုမကျစိတ်ညစ်မှုတွေဖြစ်နေရတတ်ပါတယ်မိမိရဲ့လူရင်းဆန္ဒဟူသမျှမပြေဝတဲ့အတွက်ကြောင့် တစ်ဖက်ကိုဒေါသထွက်မိတာမျိုးလို့သူကပြထားပါတယ်အဲတော့ဒေါသမထွက်ပါနဲ့သူ့ဘက်ကိုယ့်ဘက်မျက်နှာတတစဉ်းစားရင်းနဲ့ငါ့အတွက်ကောင်းဖို့ဖြစ်လာတယ်လို့ပဲအမြဲတမ်းယဉ်နေစိတ်ထဲမှာနှလုံးသွင်းပါလို့အကြံပေးခြင်းပါတယ်ငယ်ရွယ်တဲ့ဘုရဟုသားသမီးတို့ရဲ့ကန်စာတာမှာစိတ်လေစိတ်လွင်နေကြုံတွေ့ရတတ်တဲ့လောက်တဲ့မြအမှားတွေပဲကြုံတွေ့ရလိမ့်မယ် အဲ့တော့မှားမှန်သိရတာနဲ့မပြင်းစင်နိုင်တာနောက်မဆုံနိုင်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့မှားမှန်သိရင်သိတဲ့အချိန်ကနေစတင်ပြီးတော့အကောင်ဆုံးပြန်လဲဖန်တီးလိုက်ပါတွေးလိုက်ပါလှုပ်လိုက်ပါလို့အကြံပေးချင်ပါတယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမရေရာမသေးကြတဲ့နေရာကနေပြီးတော့လုံကြီးခဲကြီးရလာတတ်တယ်ကိုချင်းတွေရမယ်ဆိုတဲ့ပေကြတဲ့နေရာကလုံးဝ노ပဲဗလာနတ်တီပဲဖြစ်သွားတတ်ပါတယ်ဗျာအင်းအောင်ရှင်မိတ်ဆွေများဘုရားတော့ ချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့ကိစ္စတွေနှလုံးသားရေးရတယ်နဲ့ပတ်သက်ပြီးကိုလှုပ်ချင်တာမလှုပ်တော့ဘူးအကောင်းဆုံးဖြစ်အောင်ဖန်တီးမယ်ဆိုတဲ့အတွေးတွေကိုပဲဒါကိုရရင်ထဲမှာအဲ့ဒီအတိုင်းရှေ့ဆက်ဖို့ကိုအကောင်းဆုံးဖန်တီးဖို့ကိုစဉ်းစားတွေ့တော်မိတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့အိမ်အောင်ရေးနဲ့ပတ်သက်ပြီးပြဿနာဘလောက်ဖြစ်ဖြစ်ငြိမ်းချမ်းဖို့ကိုပဲဒါကိုရရင်ထဲမှာမျောလင့်နေပါတယ်တဲ့ဒါအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်ရေရှည်အတွက် ထောက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကျန်းမာရေးကြောင့်ငွေကုန်ကြေးကြာများတတ်တယ်ကျန်းမာရေးကောင်းဖို့အတွက်ရည်ရှိအသက်ရှင်ဖို့အတွက်စသည်အားဖြင့်အဲ့လိုဟာမျိုးတွေနဲ့ငွေကုန်ကြေးကြာများပါလိမ့်မယ်ဗျာဒီဝသနာပါလို့ဒီလိုကျင်တဲ့မိတ်ဆွေတွေကတော့ကိုယ့်ရဲ့ဘဝမှာလူတိုင်းလူတိုင်းမှာငယ်စဉ်တောင်ကြီးကလေးဘဝကတန်ရောစဉ်အတွေ့အကြုံဆုံးဆိုတဲ့ဟာမျိုးတွေရှိခဲ့ပါပေါ့တချို့ကညီကိုမောင်နှမတဲ့ဘိုးတဲ့မိသားစုတဲ့ဘိုးတဲ့တငယ်ချင်းတဲ့ဘိုးတဲ့ ို့ပေါ်အဆက်စားရကောင်းတာပေါ့ကိုလက်ရှိပေါင်းသိနေတဲ့လူတွေထက်ကိုအစာပေါင်းများများစွာကိုရဲ့ဘဝမှာကောင်းခဲ့တဲ့သူရှိခဲ့မှာပေါ့အဲ့ဒီလူရဲ့အမည်နာမသို့မဟုတ်အဲ့ဒီလူရဲ့ကြိုက်တာလေးပေါ့ဗျာအမှတ်တရရှိစေတဲ့ဟာလေးကိုကိုကနေပြီးတော့ပြန်လဲစဉ်းစားရင်းနဲ့ဒီကနန်းအဖြစ်အသုံးချကြည့်ပါမိ쇠တွေအတွက်အကျိုးရှိပါလိမ့်မယ် ဲညံတာတွေပြည်ပြောင်းပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့စေဝါဒတ်စာများကိုလှူဒန်းခြင်းအားဖြင့်တက်ကြီးရွယ်အိုများငယ်ရွယ်တဲ့သူများစသည်အားဖြင့်လိုအပ်တဲ့နေရာလေးတွေမှာလှူဒန်းကြည့်လိုက်ပါအဲ့ဒီချိန်ကနေစတင်ပြီးတော့ဗုဒ္ဓဟူးသားသမီးများဖို့ကံစားတာထူးထူးခြားခြားကောင်းမွန်ပြီးအောင်မြင်မှုဖြစ်ပါရရှိပါလိမ့်မယ်လို့ပြောရင်ဗုဒ္ဓဟူးသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစေဂျာတာပိသားသမီးမိတ်ဆွေများမင်္ဂလာပါဂျာတာပိသားသမီးများအတွက်6ရက် 3လ2025မှာ12ရက်3လ2025ဒီပဲဖြစ်ပါတယ်။ဂျာတာပရိသသမီးတွေရဲ့ယင်ထဲမှာဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေချို့ချမ်းဖို့ချွေတာဖို့စူဆောင်းဖို့ဝင်ငွေကောင်းတွေရရှိဖို့အလဟတမကုံအောင်လုပ်ဖို့တွေကိုဒါကိုရဲ့ယင်ထဲမှာစဉ်းစားတွေ့တော်နေတယ်ဗျ။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကြည်ပွားအောင်တိုးတက်အောင်အောင်မြင်အောင်ဇွဲလုံးဝမလျှော့ဘူးဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုဘဝကိုအောင်မြင်စေရမယ်ချမ်းသာစေရမယ်ကျွယ်ဝစေရမည်ဆိုတဲ့ပုံစံမျိုးနဲ့ဒါကိုယ့်ရဲ့ရင်ထဲမှာညှော်လင့်တောင်းတနေပါလေချင်းတွေကိုလည်းဇာတာပိသားသမီးတွေကကြီးပွားချမ်းသာမှာပါဗျာကဲမမျော်လင့်မဲနဲ့ဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကြံဉာဏ်ပေးမှုကြောင့်တိုးပွားစရာကြီးပွားစရာညံလင်းညံအလင်းပွင့်စရာတွေ စတဲ့တဘူတိုးွားလာပါလိမ့်မယ်တဲ့ဗျာစင်ရှင်ဆရာအနေနဲ့ကတော့မိမနောက်ရှက်ယောက်ျားနောက်ရှက်ကျုံမဲငွေမတုံးတဲ့နေရာတွေမှာတုံးမိတဲ့ကိစ္စတွေကြောင့်မကုံတဲ့နေရာတွေမှာကုံမိတဲ့အတွက်ကြောင့်စိတ်ညစ်စရာမျိုးဖြစ်နေရတတ်တယ်။မြေနေရာနဲ့ပတ်သက်တဲ့ကိစ္စ၊ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမြေနေရာဆိုလို့ရှိရင်လည်းမဝယ်သင့်တဲ့နေရာဝယ်ထားတဲ့အတွက်ကြောင့်စိတ်ညစ်ရတာမျိုးနေရာထိုင်ခင်းနဲ့ပတ်သက်လို့ရှိရင်လည်းမနေသင့်တဲ့နေရာမှာ နေမိထားတဲ့အတွက်ကြောင့်စိတ်ညစ်ရတာမျိုးအဲ့လိုဟာမှုတွေကြောင့်ကိုယ်မှာစိတ်သောကဖြစ်စရာတွေကြုံတွေ့ရတတ်ပါတယ်။မချစ်တဲ့သူကိုတန်ရောစင်တွေ့တာမိတာကြောင့်လဲနောင်နာတွေတပွေတပြားတပိုက်ကြီးနဲ့စိတ်ညစ်နေရအောင်မယ်လို့ပြထားပါတယ်။တော်ကောင်းတဲ့ဟောချက်နော်။ငယ်ရွယ်တဲ့ဇာတာပေးသားသမီးတွေကန်းစားတာမှာစိတ်ချမ်းသာစရာပျော်ရွှင်စရာအားတက်စရာတွေနဲ့ရှေ့ဆက်နိုင်ခွင့်တွေရရှိပါလိမ့်မယ်တဲ့ဗျ။အဲ့တော့ ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာသူများထက်ကိုတာလွန်သောဝင်ငွေမျိုးတွေနဲ့ရက်တည်နိုင်ပါလိမ့်မယ်တဲ့ဗျာချက်ချင်းမြတ်တာနဲ့ပတ်သက်တဲ့လူကလည်းဒီကာလအတွင်းမှာအကောင်းဆုံးတွေဖြစ်လာပါလိမ့်မယ်အိမ်တော်ရှင်မိတ်ဆွေများဘုရားတော်ကောင်းမှုကောင်းကျိုးစိတ်ညစ်စရာတွေခြုံတွေ့ရတတ်တဲ့ကြံစည်သည်များလွဲချော်မှုတွေနဲ့ခြုံတွေ့ရတတ်ပါလေအိမ်တော်ရင်းနဲ့ပတ်သက်လို့ရှင်သူ့အကြောင်းစဉ်းစားလိုက်ရင်တိုင်စဉ်းစားလိုက်တိုင်းမှာစိတ်ညစ်စရာတွေဖြစ်နေရတတ်ပါလေ ကိုယ့်ရဲ့အိမ်တော်ဘက်အတွက်ကြောင့်စိတ်ညစ်ရတာအဲ့ဒီအတွက်ကြောင့်ကိုကိုနိုင်လဲဘလို့လို့အမှန်ကိုမသိဘူးခေါင်းရှုပ်ပြီးတော့တော်တော်လေးကိုအယူမီးဝိုင်းသလိုဖြစ်နေရတတ်တယ်အယူဆိုတော့ဘာမှညာမှမသိမီးဝိုင်းတော့ပို့ဆိုးတာပေါ့ခုံကျော်ရမလားမီးပဲတက်အောင်လား तू မသိဘူးလေအဲ့အဲ့လိုပုံစံမျိုးတွေနဲ့ဒါအိမ်တော်ကြီးမှာစိတ်ညစ်နေပူပန်မှုတွေဖြစ်နေရတတ်ပါတယ်အကြံဉာဏ်ကောင်းနေကိုမှဘလောက်ရှိရှိကိုယ့်ရဲ့အိမ်တော်ဘက်ကြောင့် တခါတခါကြလို့ရှိရင်ဘာမှလှုပ်ချင်ကြိုက်ချင်တဲ့စိတ်တွေတော့မှပဲမဲ့သွားတာမျိုးဖြစ်ပေါ်တတ်ပါလေ။ကဲအဲ့တော့ထွက်ငွေနဲ့ပတ်သက်လို့ကလည်းမကုန်သင့်တဲ့နေရာတွေကြောင့်ကိုငွေကုန်ကြေးကြများတတ်တယ်မထွက်သင့်တဲ့ဟာတွေကြောင့်ငွေကြေးအထွက်များတတ်ပါလေတဲ့ဗျာ။ထီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေကတော့ကားအဖြူရောင်ဆိုင်ကယ်အဖြူရောင်စသည်အားဖြင့်အဲ့ဒီသူတို့ရဲ့နံပါတ်တွေကိုအတိတ်ကောက်ခြင်းအားဖြင့် ို့အတွက်အကျိုးပေးသောကဏ္ဍတစုံတရာဖြစ်သွားပါလိမ့်မယ်တဲ့ဗျာပေါ့မှာဘောကားတွေအများကြီးဆိုင်ကယ်တွေအများကြီးအဖြူရောင်တွေအများကြီးเนาะအဲ့တော့ဘလို့ဘလို့ပြောရမလဲဆိုလို့ရှင်ဒါကမလွဲစေတော့ကဏ္ဍပေါ့မွဲကျင်တော့ထိုးเนาะကဲညနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရာအနေနဲ့ကတော့အတောင်ပံပါသောငှက်ကလေးများကိုအစာအာဟာရကျွေးမွေးခြင်းအပြင်အညံ့တွေအလုံးပြပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်း ျွန်တော်ရဲ့ကြာတာပေးသားသမီးများအတွက်တပတ်စာဟောပြောမှုကတော့ဒီမှာပဲဒီကုန်းချုပ်ပါပြီ။တောက်ကြာသားသမီးအားလုံးမင်္ဂလာပါ။တောက်ကြာသားသမီးများအတွက်6ရက်3လ2025မှာ12ရက်3လ2025ထိပဲဖြစ်ပါတယ်။တောက်ကြာသားသမီးတွေရဲ့ယင်ထဲမှာကိုချစ်ရတဲ့သူတွေနဲ့ဝေးကွာရမှာဆုံးရှုံးရမှာခွဲကွာရမှာတွေကိုဒါကိုရဲ့ယင်ထဲမှာမဖြစ်ချင်ဘူးမလိုလားဘူး။အဲ့ဒီအတွက်ကြောင့်သူကမခွဲအတူ နေရင်းတဲ့ကိစ္စမဆုံးရှုံးကျင်တဲ့အကြောင်းအရာတွေကိုအခုရင်းနှီးမှာစဉ်းစားတွေးတော့နေပါတယ်။အားလုံးကအချိန်တိုင်းခွဲရမှာပါပဲ။ဘလောက်ပဲတွေးထားတွေးထားမိတ်ဆွေတွေးသလိုမဖြစ်ဘူးဆိုတာတော့အမြဲတမ်းမှတ်ထားပါ။တွေတာတတော်တန်ရောစင်းရင်တွေဒုက္ခရောက်လိမ့်မယ်နော်။မတွေ့တာပါနဲ့နည်းနည်းပဲတွေ့တာပါများများမတွေ့တာပါနဲ့နော်။အစွဲလမ်းမကြီးပါနဲ့လို့အကြံပေးကြပါတယ်။ မျောလင်းတောင်းတရည်ရွယ်ချက်ကတော့အိမ်ကောင်းရာကောင်းနဲ့ကြက်ကြက်နနနေနိုင်အောင်ကြိုးစားပါအဲ့လိုအဖြစ်လာပါလိမ့်မယ်အဲ့တော့အိမ်ကောင်းရာကောင်းနဲ့စောက်လုပ်ဖို့ငွေစုဆောင်ဖို့အကြောင်းတွေကိုဒါကုတ်ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲတောက်ကြသားသမီးတွေဘလို့အားမိုးကြုံမလဲငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမနိုင်ဝင်ထမ်းရတာမကျွမ်းကျင်တဲ့အလုပ်တွေကိုအစာပြုတ်မိတာတွေရောက်ကို့မှာခေါင်းရှုပ်လာတတ်ပါတယ်တဲ့ဗျာ စိတ်ညစ်စရာအနေနဲ့ကတော့အဝေးတနေရာကိုသွာလာမှုခီးသွာလာမှုနဲ့ပတ်သက်တဲ့အကြောင်းညာတွေအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်မှုတွေဖြစ်နေရတတ်တယ်။ဒီနေရာမှာမသေးချဘူးနောက်ထပ်တနေရာဆက်သွာရမယ်။နောက်ထပ်တဦးတယောက်နဲ့ဆက်သွယ်ရမယ်ဆိုတဲ့အကြောင်းညာတွေကြောင့်ကိုယ်မှာစိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်စာတာမှာရသမျှအခွင့်အရေးတွေနဲ့ကိုယ်မှာမရောင်ရဲမတင်းနိုင်ဘူးပို့ပြီးတော့လောဘကြီးတယ်ပို့ပြီးတော့လိုချင်တယ် ပို့ပြီးတော့ဖြစ်ချင်တယ်အဲ့လိုဟာမျိုးတွေကြောင့်ကိုယ်မှာအားမလို့အားမရဖြစ်နေရတတ်ပါတယ်အခြေရင်းနဲ့ပတ်သက်လို့ရှိရင်လည်းကိုယ့်ရဲ့ကိုချစ်ရတဲ့သူကအယံဂုံမတ်တယ်အယံငွေမတ်တယ်အဲ့ဒီအတွက်ကြောင့်ကိုယ်မှာအစင်မပြေမှုတွေဖြစ်နေရတတ်တယ်ချစ်စရာတွေရနေပြီးတော့မုန်းစရာတွေဖြစ်သွားတတ်ပါတယ်ဗျာ ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းရသမျှဝင်ဝင်နဲ့မယောင်ရင်မတိတ်တိတ်နိုင်ဘူးလို့ပြထားပါဗါ။အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့စိတ်ပင်မန်းလူပင်မန်းကြုံမယ်ကိုပင်မန်းတာကိုပင်မန်းသမျှကိုကိုရဲ့အိမ်တော်ဘက်ကနားမလဲဘူးအဲ့ဒီအတွက်ကြောင့်နားမလဲရရခေါင်းလားဆိုပြီးတော့မေးမိပြီးတမကျင်တဲ့စိတ်တွေဖြစ်ပေါ်တတ်တယ်အဲ့တော့မတမပါနဲ့နော်မတမပါနဲ့ကိုရဲ့အိမ်တော်ဘက် မလိမ္မာဘူးပြောစရာကားဆိုစကားနားမထောင်ဆိုလို့ရင်သူ့ကိုမတမနဲ့သူ့အမေနဲ့အဖေကိုခေါ်ပြီးတော့လဲမျိုးဖနှက်နဲ့နင်းရတယ်ခမရမဆုံးမခဲ့လို့ခမရသားသမီးကိုကြုံဆုံးမနေရတယ်ဆိုပြီးတော့အဲ့တိုင်းပြော့ပြော့ပြီးတော့ရိုက်ပါရိုက်တဲ့အခါမှာလည်းရိုးရိုးမရိုက်ပါနဲ့ယတန်ဒုပါဝါတော့ဖောင်းယခနေဝတတန်နိပိတနာဘျောင်းအဲ့တလိုမျိုးရိုက်ပါအလကားပြောတာနော်ကဲ ဒီဝသနာပါလို့ဒီလိုကျင်တဲ့မိษွေများဖို့ကတော့တောက်ကြသားသမီးများဖို့ကတော့ဟောင်းနွမ်းနေသောအဝိထေတွေရဲ့အနီးနားမှာရှားကြည့်ပါ။ကဲညံတာတွေပြေပြောင်းပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရာအနေနဲ့ကတော့ဓမ္မောက်တစ်ခုကိုဖျားမှလူမဲကိုယ်တိုင်လဲစားမယ်။အဲ့ဒီဓမ္မောက်ကတတ်တတ်လို့ဓမ္မောက်ဖြစ်ရင်အရန်ကောင်းပါလိမ့်မယ်။ကဲဒီလောက်ပါပဲ။ အဲ့တော့အဲ့ဒါဆိုလို့ရှင်တော့အညံ့နေအားလုံးပြေပြောက်ပြီးကိုကိုနိုင်လဲလက်လာပါရှင်လန်းကောင်းမွန်သွားပါလိမ့်မယ်အဲ့တော့တောက်ကြသားသမီးအားလုံးကျမ်းမာချမ်းသာလို့ဆန္ဒပြုဝါပါစေစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်6ရက်3လ2025မှာစနေရက်3လ2025ထီပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယင်ထဲမှာကိုဘွားကိုတိုးတက်အောင်ကြီးပွားအောင်အောင်မြင်အောင်လုပ်ဖို့ဇွဲလုံးလာဝရီကလုံးဝမလျှော်ဘူးအဲ့တော့ ဘယ်ချင်းခါပဲဖြစ်ဖြစ်ငါကူငါအောင်ထောင်းမြောင်စူးစမ်းမယ်ဆိုတဲ့အတွေးတွေကိုဒါကိုယ့်ရဲ့ရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလင်တောင်းတရည်ရွယ်ချက်ကတော့မိသားစုလိုက်ကြီးတဲ့ကောင်းတဲ့နေရာကိုရွှေပြောင်းဖို့နေထိုင်ဖို့တွာလာဖို့အဲ့လိုခွင့်ရကောင်းရင်ရရှိဖို့ဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်တောင်းတနေပါတယ်မမျောလင်မဲနဲ့ဘလို့ဟာမိုးကြုံမလဲဆိုလို့ရှိရင်တော့ပါရချမ်းမြေပဲပျော်ရွှင်စရာကောင်းသောမိသားစုအဖြစ်ကိုတဖြည်းဖြည်းနဲ့ကောင်းသောပြောင်းလဲတိုးတက်ခြင်းတွေ ုံလာပါလိမ့်မယ်ဗျာစိတ်ညစ်စရာအနေနဲ့ကတော့စနေသားသမီးတွေမှာငွေကြေးမြောင်များစွာစုဆောင်းခြင်းနဲ့ရှားဖွေသမျှတွေအဖတ်တင်ခြင်းနဲ့အဲ့ဒီအတွက်ကြောင့်စိတ်ညစ်ရတက်တယ်အဲ့တော့ရှားဖွေသမျှစုဆောင်းလို့ရမယ်ဘယ်သောခါမှမထင်ပါနဲ့အဲ့တော့ကြက်ကလေးတောင်မှပဲကြက်တို့ငှက်တို့မှသူ့ရဲ့ဇလုတ်ကလေးကဘလောက်မှမရှိဘူးတိတိလေးရဲ့ဗျာဒီနားလေးမှာဇလုတ်ကလေးရှိတယ်မို့လား အဲ့ဒီဇလုတ်ကလေးပြည့်အောင်သူ့ခမရတနေကုန်ကောက်ရတာလေအဲ့တော့ကျွန်တော်တို့ရဲ့ဘဝမှာငှက်တွေလို့ချက်ကလေးတွေလို့နှုတ်သီးမချုံပါသေးနဲ့မြင်မြန်ဆန်ဆန်မြင်မြန်ပြေဝပါသေးလို့ဆန္ဒပြုပါတယ်အဲ့တော့ကောက်တိုင်းတာပါမယ်ဆိုလို့ရှိရင်တော့သူ့ဇလုတ်ပွဲထုတ်သွားမှာပေါ့အဲ့ဒီတော့ကိုယ့်ရဲ့ဘဝမှာရသမျှတာစူဆောင်းမိမယ်ဆိုရင်မိတ်ဆွေတို့ရဲ့ဘဝမှာငွေပုံကြီးဖြစ်သွားမှာပေါ့အဲ့တော့ ဝင်သမျှငွေနဲ့ထွက်သမျှငွေကဘယ်တော့ခါမှမငြိမ်းမြဘူးဆိုတာမိတ်ဆွေတို့နားလည်သင့်ပါတယ်။ကဲအဲ့တော့ငွေရွယ်တဲ့စနေသားသမီးတို့ရဲ့ကန်စာတာမှာအိမ်နီးနာခြင်းဘေးပတ်ဝန်းကျင်ကြောင့်အဆင်မပြေမှုတွေဖြစ်တတ်တဲ့အတူနေတဲ့သူတွေရဲ့စိတ်ဒုက္ခပေးမှုကြောင့်ဒေါသထွက်စရာတွေကြုံတွေ့ရတတ်တယ်။အဲ့တော့ဒီကာလအတွင်းမှာငွေရွယ်တဲ့သူများဖို့ကတော့အခြေရေးနဲ့ပတ်သက်ပြီး အလွန်မျက်နှာများတဲ့သူအလွန်ဂုံမက်တဲ့သူတွေနဲ့ကြုံဆုံရတဲ့အတွက်ကြောင့်ဝမ်းနဲ့ပက်လက်ဖြစ်တတ်ပါလေတဲ့ဗျာဒီဝသနာအဲအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့စကားအခြေတင်ပြောတာတော့ပဲရှိတယ်ကျန်တဲ့ကိစ္စဘာမှမရှိဘူးငွေချင်းနဲ့ပတ်သက်ပြီးလဲကိုယ့်ရဲ့အိမ်အောင်ဘက်ကြောင့်ကံကောင်းမှုတွေများစွာကြုံပြရပါလိမ့်မယ်ထောင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းရင်းရထားကိုအကြောင်းပြုပြီးငွေကုန်ကြေးကြ ဖြစ်ပေါ်တတ်တယ်ညတတ်တယ်သီဝသနာပါလို့ဒီလိုကျင်တဲ့မိတ်ဆွေတွေကတော့မိမိပတ်ဝန်းကျင်မှာအလွန်ကမြင်ကျော်ထတတ်သောအမျိုးသမီးတဦးတယောက်ရဲ့အမည်နာမကိုတိတ်ကောက်ခြင်းအားဖြင့်ကို့အတွက်အကျိုးပေးသောကနန်းတစုံတရာဖြစ်သွားပါလိမ့်မယ်တဲ့ဗျာကဲညနာတွေပြီးပါပြီကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ခရီးသွားမဲ့သူကိုလမ်းစိတ်လှူခြင်း ငါတက်စစ်လွတ်ချင်းအဲ့လိုဟာမျိုးလုံပေးချင်းအပြည့်စနေသားမိများတွေအညံ့နေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့ဟောပြောမှုကိုဒီမှာပဲညီကုန်းချုပ်ပြရစီ